အခါတော့ကစားကုန်တယ်တယောက်ရှိပါတယ်အဲ့ဒီစားကုန်တယ်ကြီးမှာဘာမှအလုံးမလုံးချင်တဲ့ဤတကောင်ရှိပါတယ်ကြီးကဘာမှမလုံးချင်ပေမဲ့နေတိုင်းသူလုံနေရတဲ့အလုပ်တစ်ခုရှိပါတယ်သူဟာနေ့စဉ်နေတိုင်းစားအိတ်တွေကိုတင်ပြီးတော့သူ့တခင်နဲ့အတူမြို့ကိုသွားပြီးတော့ပို့ရပါတယ်ဒါကသူနေ့စဉ်နေတိုင်းလုံရတဲ့အလုပ်ပါ သူက လုံးဝမလုပ်ချင်ပါဘူးတရက်ရောက်တော့သူဟာချောင်းတစ်ခုကိုဖျက်ကင်းတဲ့ဖျက်ကူးတဲ့အချိန်မှာမတော်တဆချေချောက်ပြီးလဲကျသွားပါတယ်သူဟာတော်တော်နဲ့ပြန်မထနိုင်ခဲ့ပါဘူးပြန်ထလာနိုင်တဲ့အချိန်မှာသူ့ပခုံးပေါ်ကစားရရဲ့အလေးချိန်ဟာတော်တော်ကိုရော့ကျသွားတာကိုသူသတိထားမိသွားပါတယ်။ဘာကြောင့်လဲဆိုတော့သူ့တဲလာတဲ့စားတွေကအရေးပြောပြီးတော့ ရေနဲ့အတူတူပါသွားတဲ့အတွက်ကြောင့်အဲ့ဒီတော့သူကစိတ်ကုတ်ကုတ်ရသွားပါလေငါအခုလိုလဲချလိုက်ဒီထက်ပိုးပြီးတော့အလေးအပင်တွေတည်တရားမလိုတော့ဘူးပေါ့အဲ့ဒီအချိန်ကစားပြီးသူဟာချောင်းကိုဖြတ်ကူးတဲ့အခါတိုင်းလဲချလိုက်ပါလေသူတခင်ကအစာပိုင်းမှာတော့မတော်တဆလဲကြတယ်ပဲထင်ခဲ့ပါလေနောက်ပိုင်းရောက်တော့တမင်တက်တက်လုံနေတာဆိုတော့ကိုသိသွားခဲ့ပါလေ အဲ့ဒီတော့သူတခင်ကအခုခုကိုလှုပ်ဖို့စီစဉ်ရပါတော့တယ်သူတခင်ကကြီးရဲ့ကြောကုန်းမဟုတ်စားအိတ်ကိုတင်မပေးတော့ပဲဝါခွင်းအိတ်အလုံးကိုတင်ပေးလိုက်ပါလေသုံးတဲ့အတိုင်းပဲကြီးကချောင်းကိုဖြတ်ကူးတဲ့အချိန်မှာလဲချလိုက်ပါတယ်သူကတော်တော်ကြာအောင်ပြန်မထားပဲလဲနေပါတယ်ဒါပေမဲ့သူပြန်ထလာတဲ့အချိန်မှာလုံးဝမထနိုင်တော့ပါဘူးဘာကြောင့်လဲဆိုတော့ ။ဝါကွင်းတွေက ရေတွေကိုဆုပ်ယူလိုက်တဲ့အတွက်သူ့ကြောကုန်းပေါ်မှာရေတွေအများကြီး ရောက်လာတဲ့အတွက်ပါ။အဲ့ဒီအချိန်မှာမြင့်ရဲ့တခင်ဟာသူ့ကိုရိုက်နှက်ဆုံးမပါလေ။ဒီကလေးတဘောပေါက်သွားတာကပြင်းရင်ချင်းကသူ့အတွက်ပိုးပြိတမနာကျင်စေတယ်။ပိုးပြိတမခံစားရစေတယ်ဆိုပြီးတော့မှသဘောပေါက်သွားပါတယ်။ဒီကြောင်ရကလည်းပြီးတော့မှ ခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကိုကျွန်တော်ဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝတွေမှာအယမ်းကိုပြင်းတဲ့လူတွေရှိပါတယ်။ဘာလုံးမှမလုပ်ချင်လောက်အောင်ကိုပြင်းတဲ့လူတွေရှိပါတယ်။အဲ့ဒီလူတွေကကိုယ့်ဘဝကို အခြားလူတွေထက်ပိုပြီးတော့ဆင်းရဲဖို့အခြားလူတွေထက်ပညာမဲ့ဖို့စူးစမ်းနေနေတာဖြစ်ပါတယ်။အဲ့ဒီတော့အခုဒီဗီဒီယို ကိုကြည့်နေတဲ့မိတ်ဆွေမှာပြင်းတတ်တဲ့ခြင်းရှင် ဖြောက်ကိုဖြောက်ရပါမယ်အခါတလေပြင်းတာကရပါတယ်တရက်မှနိုင်ဝက်55မိနစ်ပြင်းတာကပြဿနာမရှိပါဘူးဒါပေမဲ့တနေကုန်ပြင်းနေပြီဆိုရင်တော့ပြဿနာရှိပါပြီနောက်ထပ်9နှစ်နောက်ထပ်10နှစ်ကိုယ့်ရဲ့ဘဝဟာတိုးတက်ဖို့အတွက်အရန်ကိုခက်ခဲသွားပါလိမ့်မယ်ဒီတော့မိတ်ဆွေမှာပြင်းတဲ့စိတ်ပေါ်လာပြီဆိုရင်တော့လုံလို့ရတဲ့နီလန်းတစ်ခုရှိပါတယ်အဲ့ဒီနီလန်းကဘာလဲဆိုတော့ ပြင်းတော့မယ်ဆိုလို့ရှိရင်အပြစ်ပေးတဲ့နိမ့်နဲ့မှာကိုကိုကိုအပြစ်ပေးကြည့်ပါဘာကြောင့် motivational speaker တယောက်ကဆိုရင် သူပြင်းတော့မယ်ဆိုရင်သူတိတ်အလုံးမလုပ်ချင်တော့ဘူးဆိုလို့ရှိရင်ရေခဲတွေနဲ့အပြစ်ဖြည့်ထားတဲ့ပုံကြီးတွေကိုခုံဆင်းလိုက်ပါတယ်ဓာရီဥရကလည်းအေးနေတယ်ရေခဲတွေလည်းအပြစ်ဖြည့်ထားတဲ့ပုံတွေကိုခုံချလိုက်တဲ့အခါမှာစိတ်ကပြန်ပြီးတော့လန်းဆန်းလာပါတယ်ပြင်းလို့တဲ့စိတ် မရှိတော့ပါဘူးအဲ့ဒီတော့ပြင်းတော့မယ်ဆိုရင် ကိုကိုကိုအပြစ်ပေးတဲ့နီလန်တစ်ခုကိုလှုပ်ကြည့်ပါဥပမာပြင်းတော့မယ်ဆိုလို့ရှိရင်ကိုကိုကိုစိတ်လိုက်တာနာကျင်အောင်တစ်ခုခုလှုပ်လိုက်တာအပြစ်ပေးကြည့်ပါအဲ့ဒီလိုဆိုလို့ရှိရင်ပြင်းရတဲ့စိတ်ပျောက်သွားပါလိမ့်မယ်ဒီကြောင်းရကနေပြီးတော့မှခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့အတွက်အကျိုးတစ်စုံတရာရရှိလိမ့်မယ်လို့ယုံကြည်ပါတယ် ီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ